မင်္ဂလာပါကျွန်တော်တို့အတူအတူကရှမာကုခရင်ဂျန်အခန်းကြီး30အခန်းငယ်46ကနေ52မှာပါတယ်အကြောင်းအရာလေးအပြည့်ခွားယူလဲတိဆောက်ရအောင်တမန်ကျမ်းစာတစ်ချက်ကိုကြားနာလဲခွားယူရအောင်တမန်တော်ဝတ္ထုအခန်းကြီး4အခန်းငယ်7နေထိုသခင်ဤနာမတော်မှာတပါငါတို့ကိုကယ်တင်နိုင်သောနာမစုံတစ်ခုမြောက်ကောင်းကင်အောက်လူတို့တွင်မပေါ်မရှိဟုပေတရုသည် ထိုသူတို့အားမွတ်ဆို၏ရှမဂုခရိဉ္ဇံခန်းတစေခန်းငယ်46ကနေ50နှစ်မှာကတော့ယေရီခေါမြို့သားတိမဲဤသားမျက်မမြင်ဗာတိမဲရဲ့အကြောင်းဖြစ်ပါတယ်အခန်းငယ်46မှာကတော့ယေရီခေါမြို့ကိုသခင်ယေရှုကရောက်လာတဲ့အဖြစ်ပြက်ကို တွေ့ရပါတယ်ဒါကြောင့်သခင်ယေရှုဟာသူရဲ့အမှုတော်မြတ်လုပ်ငန်း၃နှစ်ကျော်ကာလအတွင်းမှာ မှုတော်မြတ်လုပ်ငန်းတွေကို မနာမနေအာတုံခွန်ဆိုင်လှုပ်ဆောင်ခဲ့ကြောင်းကို တွေ့ရှိရပါတယ်။သူကိုယ်တိုင်ကလည်းပြောပါတယ်။ရှင်ရခရစ်ဂျန်ခန်းကြီးငါခန်းငယ်16မှာယေရှုကလည်းငါခမဲတော်သည်ယခုတိုင်အောင်အလုံးလုံးတော်မူသည်ဖြစ်၍ငါသည်လည်းလှုပ်ဤဟုပြန်ပြောတော်မူ၏။ကျွန်တော်တို့လည်းအသက်ရှင်စေကာလမှာဖခင်ရဲ့အမှုတော်မြတ် လုပ်ငန်းတွေကိုဖျားပေးထားတဲ့စုကျေစု ရှိသည့်အတိုင်းလှုပ်ဆောင်သွားကြရအောင်ဆက်ပြီးမှလေ့လာတဲ့အခါမှာမျက်စိကန်းနေတဲ့ဗာတိမဲက40ခုမှာတခင်ယေရှုကိုအကူအညီတောင်းပါတယ်နာဇရက်မြို့သားယေရှုကြည့်ရှိကြောင်းကို ကြားရလေဒါဝိဒ်သားတော်ယေရှုအကျွန်ုပ်ကိုကယ်မတနာတော်မူပါဟုဟစ်ကြော်လေ၏ မျက်စိကန်းတဲ့ဗာတိမဲကသူ့ရဲ့အလုတ်ကတောင်းစားရတဲ့အလုတ်ဖြစ်တယ်။ထိုင်ပြီးမှတောင်းစားရတယ်။သူ့ဘဝရှင်သန်ရေးအတွက်သူလုံနိုင်တဲ့တောင်းစားတဲ့အလုတ်ကိုအမြဲတမ်းသူတစ္ဆာရှိရှိလုပ်တယ်။ကြိုးကြိုးစားစားလုပ်တယ်။မပြင်းမကြီးလုပ်တယ်။ဝိရိယထားပြီးမှ အလုတ်လုတ်သွားတာကို တွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်ကျမတို့မှလည်းကျွန်တော်ကျမတို့လုံနိုင်တဲ့ခွန်အားနဲ့အတူ ကျွန်တော်ကျမတို့ ਨੇ ထိုက်တင်တဲ့တာဝန်တွေကိုဖျား ပေးထားတဲ့အခါမှာဖျားလှုပ်စီလိုတဲ့အလုပ်တွေကိုဗာတိမဲကဲသို့ကြိုးကြိုးစားစားလုပ်ရအောင်တစ္ဆာရှိရှိလုပ်ရအောင်မပြင်းမကြီးလုပ်ရအောင်လူတိုင်းအတွက်အကျိုးရှိအောင်လှုပ်ဆောင်ရအောင်ထိုင်၍တောင်းစားတယ်လို့ပြောတဲ့အခါမှာခွက်ကလေးတစ်လုံးကိုချပြီးမှပဝါလေးကိုခင်းပြီးမှ လမ်းမှာသွားသမျှလာသမျှလူတွေစီမှာသူကအကူအညီခံပြီးမှ တောင်းစားရခြင်းဖြစ်ပါတယ်။နောက်ဒီမှာတစ်ချက်သူသုံးထားတဲ့စကားကနာဇရက်မြို့သားယေရှုရှိကြောင်းကိုကြားတယ်လို့ပြောတယ်။ဒါကြောင့်ယုံကြည်ခြင်းဟာဘယ်ရလာလဲဆိုရဲကြားနာခြင်းကပဲလာတာဖြစ်ပါတယ်။နောက်သူ့မှာထူးခြားတာကဒါဝိသားတော်ရှင်ယေရှုဆိုပြီးမှစကားကို သုံးပါတယ်။ဒီစကားကိုယူဒလူမျိုးမှန်ရင်သုံးခွင့်ရှိပါတယ်။ပြောချင်တဲ့အတိတ်ပဲက ငယ်စဉ်တောင်ကြီးကလေးဘဝကမျက်စိမမြင်ရတော့လဲသခင်ယေရှုဟာဘယ်ကနေဆင်းသက်ပြီးမှမွေးဖွားလာမယ်ဆိုတာကိုတည်တည်ချာချာတိထားကြားထားတော့ကြောင့်သခင်ယေရှုဟာဘယ်ရလာမလဲဆိုတာကိုသူသိတဲ့အတွက်ဒါဝိဒ်သားတော်ရှင်ယေရှုဆိုပြီးမှသူပြောခြင်းဖြစ်ပါတယ်သူမိဘတွေဟာနှစ်ပေါင်း900ကျော်က prophet ကြီးအေရှာယ prophet ပြုထားတဲ့အတိုင်း ထိုအရှင်ဟာအံ့ဩပွေတိုင်ပင်ဖက်တကူကြီးသောဖျားခေသာရအဖငြိမ်သက်ခြင်းအရှင်ဆိုတဲ့နာမတော်နဲ့လောကကိုဆင်းလာမယ်ဆိုတော့ကို သူသိတဲ့အတွက် ခေါ်ခြင်းပဲဖြစ်ပါတယ်အတိတ်ပဲကတော့အလင်းစကုမမြင်ရသောပုဂ္ဂိုလ်ဖြစ်တော်လဲဝိညာဉ်မျက်စိလင်းနေကြောင်းတွေ့ရပါတယ်နောက်ထူးခြားတာကယေရှုခရစ်တော်ဟာတတ်နိုင်တယ်ဆိုတော့ကို ဘာတိမဲကအကျွင်းမဲ့ယုံကြည်ခြင်းကြောင့်ဖြစ်တယ်အခန်းငယ်48မှာဆက်ပြီးမှလေ့လာတဲ့အခါထိုသူထိုသူကိုတိတ်ဆိတ်စွာ နေစေခြင်းက လူများတို့သည်နှောက်ဆူကြ၏လူတယောက်ယေရှုထံသို့ရောက်ဖို့ပတ်ဝန်းကျင်ကအကူအညီမပေးခဲ့ပါဘူးသူတို့တားတယ်စီးတယ် လမ်းပိတ်ထားပါတယ်ဒါကိုလည်းခင်ယေရှုကပြင်းပြင်းထန်ထန်ပဲဒါပြောထားတာကိုတွေ့ရပါတယ်ရှမသဲခရစ်ဝင်ကျမ်းခန်းကြီး23ခန်းငယ်23လျှို့ဝှက်သောကျမ်းပြုစရာပါရိရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်၏တကားကို လူတို့ရှိမှပိတ်ထား၍မိမိတို့လည်းမဝင် ဝင်လိုသောသူတို့အားလည်းစီးတားကြ၏ ဘာတိမဲယေရှုထံရောက်ဖို့လူကြီးကစီတားထားတာကို တွေ့ရပါတယ်။ဒီနေ့ဓမ္မမိတ်ဆွေညီကိုမောင်နှမတို့ယေရှုထံရောက်မဲ့လူကို စီတားခြင်းဟာအမင်္ဂလာ ဖြစ်စေပါတယ်။နှုတ်ကပတ်တော်ကိုစီတားခြင်းဟာအမင်္ဂလာဖြစ်စေပါတယ်။ကျွန်တော်တို့အမင်္ဂလာနေလွတ်မြောက်ဖို့ရဲ့ယေရှုထံလူတိုင်းသွားနိုင်ဖို့ကျွန်တော်တို့ကလမ်းပြပေးတဲ့သူဟောပြောပေးတဲ့သူလမ်း အကြောင်းကိုပြောပြတဲ့သူတွေဖြစ်ဖို့လိုပါတယ်။နှုတ်ပတ်တော်ကိုဝေငှချင်းအားဖြင့်လူရဲ့ဉာဏ်နဲ့မျက်စိကိုဖွင့်ပေးနိုင်တဲ့သူတွေဖြစ်ဖို့အရေးကြီးပါတယ်။သို့သောပါတီမဲကထပ်ပြီးမှပဲလူတွေရဲ့စကားကိုနားမထောင်မဲနဲ့ထပ်ပြီးတော့ဖော်ပြပါတယ်။ဒါဝိသားတော်အကျွန်ုပ်ကိုကေမတနာတော်မူပါဟုတာ၍ဟစ်ကြော်လေ၏။ ဓမ္မမိတ်ဆွေညီကိုမောင်တို့မတို့ဒီဖြစ်ပြမှာတော့ကျွန်တော်တို့ဘာကိုခွန်အားယူတိဆောက်เสียဖြစ်တိဆောက်ရမလဲဆိုတော့တခင်ယေရှုနဲ့တွေ့ဖို့ကျွန်တော်တို့ဘယ်တော့မှဆွေးမလျှော့ပါနဲ့နောက်မဆုတ်ပါနဲ့စိတ်တမကြပါနဲ့အားမငယ်ပါနဲ့ဘေးကစကားတွေကိုယောင်ပြီးမှနားမယောင်ပါနဲ့ယေရှုခရစ်တော်ရဲ့နာမမြတ်၌ပဲငါလုံနိုင်ပြီငါတတ်နိုင်ပြီငါကျမ်းပါပြီဟုအကျွင်းမဲ့ ယုံကြည်ဖို့လိုပါ रे អော်တဲ့အခါအကူအညီတောင်းတဲ့အခါဆုတောင်းတဲ့အခါချီးမွမ်းတဲ့အခါကျွန်တော်နှလုံးသားမှာယုံကြည်ခြင်းပါဖို့အရေးကြီးပါ रे ဗာတိမဲကတော့ယုံကြည်ခြင်းအပြည့်နဲ့អော်ဟစ်အကူအညီတောင်းတဲ့အခါဖခင်ရဲ့သားတော်ယေရှုဒီပင်လေရက်တော်မူရ रे ရက်ပြီးမှနောက်တော့လဲကြည့်ရ रे ဒီနေ့အကူအညီတောင်းခံတဲ့သူတွေဘယ်တော့မှ တခင်ယေရှုဟာလွတ်မသွားပါဘူးကျွန်တော်တို့အတွက်လည်းဘယ်တော့မှအားမလျှော့ပါနဲ့လို့ထက်လောင်းပြီးတော့အားပေးခြင်းပါလေ49ရောက်တဲ့အခါမှာယေရှုရတ်တော်မူလျက်ထိုသူကိုခေါ်ခဲ့ဟုအဘိတော်ရှိ၏သူတို့ဘားတို့ကလူကန်းကို ခေါ်၍မစိုးရင်နဲ့ထလောသင်ကိုခေါ်တော်မူသည်ဟုဆိုကြ၏ဆက်ပြီးမှဘလို့ဖော်ပြလဲထိုသူသည်မိမိအဝတ်ကိုခြုံပြီးလင်ထ၍ ယေရှုထံသို့သွား၏တကယ်မူရင်းကျမ်းမှာတော့သူတောင်းစားတဲ့ခွက်နဲ့ပဝါကိုစွန့်ပြီးမှယေရှုထံကိုသွားတယ်လို့ဖော်ပြထားတယ်ပြောချင်တဲ့အတိတ်ပဲကနောက်တစ်ဖန်သူတောင်းစားတော့မှာမဟုတ်ဘူးနောက်တစ်ဖန်သူကမျက်မြင်မြင်ဘဝနဲ့နေရတော့မှာမဟုတ်ဘူးနောက်တစ်ဖန်သူတစ်ပါးရဲ့အကူအညီနဲ့သူအသက်ရှင်ရတော့မှာမဟုတ်ဘူးယေရှုကိုတွေ့ပြီးရင်တော့သူမျက်စိမြင်မယ်ဆိုတော့သူယုံကြည်တယ်ကျမ်းမာမယ်ဆိုတာယုံကြည်တယ် ဒါကြောင့်သူတောင်းစားတဲ့အလုပ်ကို မလုပ်တော့ဘူးမလိုတော့ဘူးဆိုပြီးမှသူတောင်းစားတဲ့ခွင့်နဲ့ပဝါကိုစွန့်ပြီးမှယုံကြည်ခြင်းဖြင့်နဲ့ယေရှုထံကိုတွားခဲ့ခြင်းဖြစ်ပါတယ်အရှင်ဖျားကျွန်ုပ်မျက်စိမြင်စေခြင်းကပြုတော်မူပါ51မှာယေရှုကဗာပြောလေဆိုတော့ယေရှုကလည်းသင်၌အဘယ်သို့ပြုစုပြုစေလိုသနည်းဟုမေးတော်မူ၏ဒီနေ့ ဘုရားတခင်ရှေ့ရောက်တဲ့အခါမှာကျွန်တော်တို့ဘဝရဲ့အရှိကိုအရှိတိုင်းယူသားဆိုတာကျွန်တော်ဝန်ခံတတ်ဖို့လိုပါတယ်။ဘုရားတခင်မှ ကိုယ့်ကိုပြုစေလိုတဲ့အရာကိုကျွန်တော်တို့ပြောဖို့ရန်အရေးကြီးပါတယ်။ရောင်ရဲသောစိတ်ရိုးရှင်းသောအတ္တနဲ့အသက်ရှင်ဖို့ရန်လိုပါတယ်။တခင်ယေရှုကမေးလိုက်တဲ့အခါမှာမျက်စိမြင်ချင်ပါတယ်လို့ပြန်ပြောတဲ့အခါမှာယေရှုကသွားလို့ သင်ယုံကြည်ခြင်းသည် သင်ကိုကယ်မပြီဟုမိတ်တော်မူ၏ထိုခဏချင်းတွင်ထိုသည် ထိုသူသည် မျက်စိမြင်၍လမ်း၌နောက်တော်သို့လိုက်လေ၏အကူကြီးတောင်းတဲ့အတိုင်းခင်ယေရှုဟာဗာတိမဲကိုမျက်စိမြင်ရတဲ့အခွင့်ကိုပေးတယ်ဆိုတော့ကိုတွေ့ရတယ်ပြီးတော့တဲ့သူ လောကအရာတွေကိုစွန့်ပြီးမှ နောက်တော်သို့လိုက်လေ၏ဖျားခင် အမတန်မအလိုရှိတဲ့အမှုတော်မြတ်လုပ်ငန်းကိုယေရှုခရစ်ယေရှုခရစ်တော်နဲ့အတူယုံယုံကြည်ကြည်သူ နောက်တော်လိုက်ပြီးမှဆက်ကပ်အစီခံခဲ့ပါလေ။ဒါကြောင့်ထိုခင်ဤနာမတော်မှာတပါငါတို့ကိုကယ်တင်နိုင်သော နာမတစုံတစ်ခုမြောက်ကောင်းကင်အောင်သူတို့တွင်မပေါ်မရှိဟုပေတရုသည်ထိုသူတို့အားမွဲ့ဆို၏။မျက်မမြင်ပင်လေယေရှုခရစ်တော်ရဲ့နာမယေရှုခရစ်တော်ရဲ့ခြေဆုပ်ပြုခြင်းကြောင့် ျက်စိမြင်ပြီးမှဖခင်ရဲ့ဂုဏ်တော်နာမတော်ကိုချီးမွမ်းပြီးမှနောက်တော်သူယုံကြည်ခြင်းပြည့်နဲ့လိုက်ပြီးမှစက္ကပ်အစင်ခံခဲ့သလိုကျွန်တော်တို့လည်းနေ့တိုင်းအသက်ရှင်တဲ့အခါမှာဖခင်ရဲ့နာမကိုအားကိုးပြီးမှယေရှုခရစ်တော်ကိုအကျွမ်းမဲ့ယုံကြည်လက်ဆက်လက်အသက်ရှင်သွားကြပါစို့အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ။